သူကသူ့မိမပတ်စံမဲ့ပြီးသူ့ကိုချင်းကပ်ခဲ့တယ်လို့အထင်မှားမိလို့ကိုကိုကိုနောင်တရီရနေတယ်ပြီးတော့သူမကိုပြူပြီး သူမရှိရစေလိုက်သွားတော့သူ့အမေသူမကိုဆေးယုံခေါ်သွားတာတယ်သူမကိုစိတ်ပြူပြီး အမေကို နောက်ခါကြအဲ့လိုမလုပ်နဲ့သူကိုပဲမရောနိုင်တာ မဟုတ်ဘူးဆိုပြီးသူမကိုအင်ခေါ်သွားလိုက်တယ်နောင်တရီရောက်တော့သူမက သူမကိုဝင်ရှိပြီးထစ်တောင်းသူ့ကိုပြိုပြလို့ အယမ်းညင်ခုံစာ ဖစ်ပန်းစည်းတွေဝယ်ပြီးအိမ်မြန်မလို့လုံနေတော့တငွေချင်းစီကရီစာဟောင်းဒီနိုင်ငံထဲမှာပဲရှိနေတယ်ဆိုတာကိုသိရတော့အိမ်ပြန်ပြီးသူမကိုကွာရှင်းဟအောင်မင်းလူချင်းတာအကုန်ပြောရတယ်ဆိုပြီးသူမကိုပြောလိုက်တယ်။သူမကတော့အဲဟာကိုကြားရတော့တုံးဥဆောင်ငေးသွားပါတယ်။ပြီးမင်းသဘောပဲဆိုပြီးကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးလိုက်တယ်။ပြီးတော့သူမကအရန်ခန်းစားသွားလို့ခေါင်းမိုးလဲတွေးယူပြီးစီယုံအញ្ញန်းတက်လိုက်ရတယ်။ အဲချမှာပဲသူယောက်ျားက "तू မကိုဝင်ရှိနေတာကိုသိရတယ်"အဲ့အချိန်မှာကိုတီပဲ "तू မရဲ့ခွဲစိတ်ဆီယာဝန်ကယောက်ျားရဲ့ရီစာဟောင်းထင်နေခဲ့တာအဲ့ဒါကြောင့်ယောက်ခမကဆီယာဝန်ပလောင်းမှုပြောနေတဲ့အချိန်ယောက်ျားဖြစ်သူကကလေးနဲ့ "तू မကိုမြ мян ကင်နိုင်မှုစိုင်းမြ мян လေးထိုးလိုက်တယ်"ခွဲစိတ်ကအောင်မြင်ပြီးတော့ "तू မကအခန်းထဲကနေသူယောက်ထခဲရဲ့စကားကိုကြားလိုက်ရတယ်"ယောက်ထခဲက "तू မကလေးမွေးပြီးရင် तू သားဘသူနဲ့တွေ့တွေ့ သူ့သဘောပဲဆိုတာကိုကြားလိုက်ရတော့အယံခံစားသွားခဲ့ရတယ်။နောက်နေ့ရောက်တော့သူ့ယောက်ျားနဲ့ရီစာဟောင်းဖတ်နေတာတွေ့လိုက်ရတယ်။ပြီးတော့ရီစာဟောင်းပေါ်တဲ့သူမဒီတကာကလေးပြက်ကြခရင်နောက်ဘေတော့ကလေးရမှာမဟုတ်တော့ဘူးဆိုတာလေကြားမိလိုက်တော့ဝမ်းနဲ့မတခံစား၍အခန်းတစ်ခန်းကြီးဝင်သွားလိုက်တော့သူမရဲ့စီနီယာနဲ့တွေ့လိုက်ရတယ်။